အတလန်တိတ်မြို့တော်ကြီးဟာတကယ်ရှိခဲ့တာလားမင်္ဂလာပါပရိသတ်ကြီးကျွန်တော်တို့ရဲ့ knowledge generation ကနေကြိုဆိုလိုက်ပါရီအတလန်တိတ်မြို့တော်ဟာတက်တန်းအနည်းဆုံးနှစ်ပေါင်း1500ရှိလိမ့်မယ်လို့ပညာရှင်တွေကသတ်မှတ်ကြပါရီဆော်လုံရဲ့ဇာတိဖြစ်တဲ့အေသင်မြို့ထက်တောင် အလွန်ရှိကြနိုင်တယ်လို့သိရပါရီအီဂျစ်သမိုင်းမှာလေအတလန်တိတ်တိုက်သားတွေနဲ့အေသင်တိုက်သားတွေတိုက်ခိုက်ခဲ့ကြရလို့ရေးသားထားပါရီဆော်လုံဟာ BC 630ခန်းကနေ BC 960ခန်းထိနေထိုင်ခဲ့ရလို့ဆိုပါရီ ။ဒါဆိုရင်အတ္တလန်တဲကြာဆုံးခြင်းခုနှစ်ဟာ BC 9500လောက်ကဖြစ်ခဲ့ရလို့သူတီတီတွေကယုံကြည်ကြပါတယ်။ဒါကြောင့်သူတီတီတွေဟာအတ္တလန်ဒိတ်တားတို့ဟာ BC 1000လောက်ကနေထိုင်ခဲ့ရဖြစ်နိုင်တယ်လို့ကောက်ချက်ဆွဲကြတာဖြစ်ပါတယ်။အတ္တလန္တိတိုက်လို့ပညာရှင်တွေယုံကြည်လက်ရှိနေကြတဲ့ The Lost City ကိုအိုင်ယာလန်နိုင်ငံရဲ့နောက်ဖက်မှာရှိတဲ့ကန်ယိုရမ်းမှာတွေ့ရှိခဲ့ရတယ်လို့ဆိုပါရယ်။တမိုင်းဆိုင်ရာသူတည်တနာပြုချက်တွေအရအဲ့ဒီရဲ့ဒေတာဟာပျောက်ကွယ်သွားတဲ့ရေအောင်မြို့တော်ဖြစ်နိုင်ကြောင်း သူတည်တနာပြုချက်ရလဒ်တွေကဖော်ပြနေပါတယ်1950ပြည်နှစ်အစတည်းမီနှစ်ပေါင်း100ကျော်ကာလအတွင်းလေးလာခဲ့တဲ့မြေပုံနေရဲမှာမြောက်အက်တလန်တိတ်သမုဒ္ဒရာအတွင်းဖရန်စလန်လို့ခေါ်တဲ့ကျွန်းတကျွန်းရှိရလို့တွေ့ခဲ့ရပါတယ်အဲ့ဒီကျွန်းကိုတွေ့ရှိခဲ့ရတဲ့ရှေးဟောင်းမြေပုံများစွာဟာတီနီယာတစ်ခုတည်းကိုသာညွန်ပြလဲရှိနေပြီးညွန်ပြတဲ့ရက်ကိုတွားရောက်ရှာဖွေကြတဲ့အခါနန္ဒာရေးဆက်ဆံပဲအဲ့ဒီကျောင်းဟာပျောက်ွယ်လဲရှိနေပါလေအဲ့ဒီကျောင်းကိုတချို့ကအက်တလန်တိတ်ပြုတော်လို့ယူဆနေကြပါလေ အဲ့ဒီကျောင်းဟာအိုင်ယာလန်ရဲ့အနောက်မြောက်ဘက်မှာတည်ရှိပြီးကျောင်းပတ်လည်မှာသေးငယ်တဲ့ကျောင်းတွေများစွာရှိနေတယ်လို့ဆိုပါရယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပလီတိုရေးသားခဲ့တဲ့မှတ်တမ်းတွေအများပြားရှိနေပါရယ်။ပလီတိုက BC 360ကမှအက်ဒလန်တီကျောင်းရေးသားခဲ့ပါရယ်။သူက၎င်းကျောင်းဟာယူတိုပီးယားလို့လူသိများတဲ့ဖျားတဝက်လူသားတဝက်သောအရက်သားရဲ့နေထိုင်ရာအရက်ဖြစ်တယ်လို့ဆိုထားပါရယ်။အဲ့ဒီတိုင်းပြည်ဟာနှစ်ပေါင်း900မြောက်တန်းရှိခဲ့ပြီးအဲ့ဒီကျောင်းပေါ်မှာအဖိုးတန်ရွှေငွေနဲ့အကြောင်းမြင့်ရတာများ ပေါ်များကျွဲဝါလည်းရှိရလို့ရေးသားခဲ့ပါသည်။ပလီတိုရဲ့အက်တလန်တိတ်ဇလန်ဟာယခုခေတ်သူတေတီတို့အတွက်အဆိုပါရဲ့ဒေတာကကမ္ဘာပေါ်မှာအမှန်ကန်တရှိခဲ့ကြောင်းပြောဆိုရတဲ့တခုတည်းသောမှတ်တမ်းဖြစ်လာခဲ့ပါသည်။အခုကမှတော့အက်တလန်တိတ်မျိုးတော်နဲ့ပတ်သက်ပြီးပျောက်ဆုံးနေတဲ့မျိုးတော်မှာရေရောကြောက်လည်းရှိရလို့ယုံကြည်နေကြတာဖြစ်ပါသည်။အဘောဘောမှာအက်တလန်တိတ်ဆိုတဲ့ကိုးမြေတားကြီးတကယ်ရှိရဲလို့လက်မခံတဲ့သူတွေတည်းလည်းရှိနေပါသေး။အက်တလန်တိတ်တကယ်ရှိမရှိဆိုတာငင်းခုန်လည်းရှိနေကြသေးဖြစ်ပါသေး။ တချို့ကမြေထဲပင်လယ်တွင်တည်ရှိခဲ့လို့ယုံကြည်ပြီးတချို့ကအေးခဲနေတဲ့ခြေရောက်တွင်မှနင်းမြုပ်ပြောက်ွယ်လည်းရှိကြောင်းအတိအသီးလက်ခံထားကြပါသည်အတလတ်တဲ့နိုင်ငံတော်ကြီးဟာပြည်တော်စု၁၀ခုနဲ့ဖွဲ့စည်းထားပါသည်နတ်ဘုရားရဲ့သားတော်၁၀ပါးရဲ့မျိုးဆက်တွေဟာသူတို့ပိုင်ဆိုင်တဲ့တိုင်းပြည်တွေကိုနှစ်ပေါင်းများစွာငြင်းငြင်းချင်းချင်းအုပ်စိုးခဲ့ပါသည်ဆယ်ပြည်တော်ခွဲထားခဲ့ပေမဲ့အထူးကမျိုးတော်ကတော့ပိုဆိုင်တော်မျိုးတော်ဖြစ်ပြီးအတလန်တိတ်ကျွန်းရဲ့မြောက်ရဲ့ကျောဆယ်မှာတည်ရှိရလို့ဆိုပါတယ် အဲ့ဒီပိုဆိုင်တော်မျိုးတော်မှာဆယ်ပြည်တော်ငါပြင်းတွေစုပေါင်းနေထိုင်ပြီးကိုပိုင်ဆိုင်တဲ့ဒေသတွေကိုထိမ့်သိမ်းအုပ်ချုပ်ကြပါလေအတ္တလတဲ့နိုင်ငံသားတွေကနတ်ဖျားတွေရဲ့အကူအညီကိုရရှိခဲ့ရာကြောင့်စမ်းပြားတဲ့ပစ္စလက်ပညာမော်တက်ပညာခန္ဓာရည်ပညာနဲ့သိပ္ပံပညာတို့ကိုတက်ကြွကြသလိုတင်ကျေစာအသုံးပြုခဲ့ကြရလို့ဆိုပါလေဒါကြောင့်မော်အတန်းနဲ့ရန်ကားမှုတွေကိုထိန်းချုပ်နိုင်ဖို့အတွက်ဘရင်ဆယ်ပါးကသူတို့ရဲ့စွမ်းတွေကိုအသုံးပြုပြီးသူတို့ရဲ့တစိုက်တွေခန့်နှိပ်ထားတဲ့စာအုပ်တို့ကိုဖန်ဆင်းခဲ့ပါလေ တစိမ့်တော်ဆယ်ကူရဲ့တကောပေါင်းစည်းမှုဟာကြီးမားတဲ့စွမ်းအင်ဖြစ်ပေါ်လာစေပြီးကျွန်းအင်းတစ်ခုလုံးကိုငြိမ်းချမ်းမှုပေးကာဒူးဆိုင်မှုတွေကိုတားဆီးပေးနိုင်တဲ့အစမ်းသက်တည်ရှိပါလေ။နှစ်ပေါင်းထောက်ကြီးကြာပြီးနောက်မှာတော့အက်တလန်တီးနိုင်ငံတော်မှာအော်ပညာနဲ့သိပ္ပံပညာကိုမကောင်းမှုဘက်မှာအတုံးချမှုပုံများလာခဲ့သလိုအုတ်ချုပ်တဲ့မင်းတွေကိုယ်တိုင်ကအာဏာအောင်မှန်းလာပါလေ။စစ်မှတ်ဖြစ်ပွားလာခဲ့ပါတော့လေ။အဲဒီနောက်မှာတော့ငြိမ်းချမ်းမှုအတွက်အကာအွယ်ပေးထားတဲ့မော်အစွမ်းပြက်စီပြီးအက်တလန်တီးဂျွိုင်းတစ်ခုလုံးစစ်ပွဲတွေနဲ့အတူရေအောက်ကို နစ်မြုပ်သွားခဲ့ရပါတော့လေစစ်ကြီးမဖြစ်ခင်မှာဉာဏ်ပညာကြီးမားတဲ့အိုးချိုးသူတချို့ကအတက်ပညာရှင်တွေလူငယ်တွေကိုစီအောင်ပြီးငိမ့်ချမ်းရကိုထွက်ပြေးတင်းရှောင်ခဲ့ကြပါသည်အဲ့လိုတင်းရှောင်နိုင်ခဲ့တဲ့အက်တလန်တစ်တိုက်သားတွေဟာကမ္ဘာနေရအနှံ့ပြားကိုမျိုးနွယ်ခွဲတွေဖြစ်နေပြန်နဲ့ရောက်ရှိသွားခဲ့ကြပါတော့လေအက်တလန်တစ်နိုင်ငံသားတွေတဲကမိုဟာလီဘာတီနဲ့တောတက်မျိုးနွယ်တွေဟာအမေရိကတိုင်းမှာခြေချပြီးအိန္ဒိယမျိုးနွယ်များဖြစ်ပြန့်ပွားခဲ့ကြပါသည်တောတက်မျိုးနွယ်ဟာအက်တလန်တစ်မျိုးနွယ်ရဲ့မှာအမြင့်မြတ်ဆုံးဖြစ်ပါသည် ချို့ကတော့အော်လန်ပညာရှင်တွေဖြစ်သားခဲ့ပေမဲ့ကျန်ရှိနေတဲ့ဂန်းနာရီပညာရှင်တွေဟာသူတော်စင်တွေဖြစ်မျိုးနွယ်ကိုဆက်လက်ထိန်းသိမ်းထားကြပါရည်။တောင်အမေရိကကိုခြေကျပြီးလှုပ်ဝက်စွာနေထိုင်ခဲ့သူတွေရှိသလိုအချို့သူတော်စင်တွေကတော့ဂိုဘီတဲကန်နားမှာရှိတဲ့ရှမ်ဘယ်လာအယက်စီပြောင်းရွှေ့သွားခဲ့တယ်လို့ဆိုကြပါရည်။နိုင်ရှောင်းနိုင်ငံရဲ့အတ္တလန်တဲနိုင်ငံသားတွေထဲမှာစီးမိုက်မျိုးနွယ်ရေးလည်းပါဝင်ခဲ့ပါရည်။အတ္တလန်တဲနိုင်ငံသားစီးမိုက်မျိုးနွယ်စုကနေအာရီယာလူမျိုးတို့ပေါက်ဖွားလာပြီးဆက်လက်ပြန့်ပွားလာခဲ့ကြတယ်လို့လည်းဆိုကြပါရည်။ အက်တလန်တိနိုင်ငံသားမွန်ဂိုလီယဲမျိုးနွယ်ကြီးကလည်းအက်တလန်တိပြည်စည်းမှုကနေလွတ်မြောက်လာပြီးနေမြေတစ်တေရှာဖွေကမွန်ဂိုမျိုးနွယ်အဖြစ်ဆက်လက်ပြန်ပွားခဲ့ကြပါသည်ပလီတိုရဲ့အက်တလန်တိမျိုးတော်ကြီးအကြောင်းရေးသားခဲ့ချိန်မှာစပြီးနေပေတီတီဟာသိပ္ပံပညာရှင်တွေနဲ့စူဇန်လီလာသူတွေရဲ့စိတ်ထဲမှာအက်တလန်တိမျိုးတော်ကြီးဟာတချိန်ကအမှန်တကယ်ရှိခဲ့သလားဆိုတဲ့အဖြေကိုသိကျင်လာကြပါသည်ဒါကြောင့်စူဇန်ရှာဖွေသူတေသနာပြုမှုတွေပြုလုပ်လာကြရင်အမျိုးမျိုးသောတွေးရှိမှုတွေထပ်ပေါ်လာပါတော့တယ်။ အချို့သောသုတေသီတွေကအတ္တလန်တေမျိုးတော်ကြီးဟာအမှန်တကယ်မရှိခဲ့ပဲပလီတိုရဲ့စိတ်ကူတွေကမျိုးတစ်မျိုးသာဖြစ်နိုင်ကြောင်းကောက်ချက်ချခဲ့ကြပါလိမ့်။မကြောင်လဲဆိုတော့အတ္တလန်တေမျိုးတော်ကြီးအကြောင်းကိုပလီတိုရဲ့မှတ်တမ်းအလွဲရင်ဘယ်သမိုင်းမှတ်တမ်းတွေမှာမှဖော်ပြထားတာမတွေ့ရလို့ပါပဲ။ဒါ့အပြင်ဂရိနဲ့ဗျာဒန်နာယီတွေမှာလည်းတစွန်းတစလေးတောင်အရေးမို့ဖော်ပြထားတာမတွေ့ရပါဘူး။ကိုဆိုင်တို့ဖန်တီးခဲ့တဲ့မျိုးသာဆိုရင်ဂရိနဲ့ဗျာဒန်နာယီတွေမှာလည်းရှိနေတဲ့ပါလိမ့်။ဂရိနဲ့ဗျာဒန်နာယီတွေမှာ အတလန်တဲမျိုးတော်ကြီးကြောင့်ပါဝင်မှုလုံးဝမရှိတာလဲမဟေရီတစ်ခုပါပဲဒါပေမဲ့အတလန်တဲသမုဒ္ဒရာကြီးအောက်မှာဖြည့်ရှင်ရခတ်တဲ့အုံရိုးတွေလူသားလမ်းတွေအပြင်တခြားရှဖွေတွေးရှိချက်တွေလည်းထွက်ပေါ်လာတာကြောင့်တစ်ချိန်တစ်ခါကအတလန်တဲမျိုးတော်ကြီးတီရှိနိုင်တယ်ဆိုတဲ့အယူဆကိုပုံမခိုင်မာလာစေခဲ့ပါတယ်1950ခုနှစ်ခန့်မှာအရီဇိုနာနီးမှာရှိတဲ့အတလန်တဲသမုဒ္ဒရာတွေကနေထူးဆန်းတဲ့ကြောက်တုံးကြီးတုံးကိုရှဖွေတွေးရှိခဲ့ပါတယ်အဲ့ဒီကြောက်တုံးကြီးကိုသူရိတနာပြုစမ်းသပ်ကြတဲ့အခါ လွန်ခဲ့တဲ့နှစ်ပေါင်း1200ခန်းကလူသုံးပစ္စည်းဖြစ်တယ်လို့သိရှိခဲ့ရပါတယ်1980ခန်းမှာလေဂျပန်သုတေသနပညာရှင်တွေဟာအတ္တလန်တဲ့သဘောတရားကျမ်းမြင်မှာတက်တန်းထောင်ကြီးရှိနေပြီဖြစ်တဲ့ရှင်းအောင်ဆောင်းအောင်တွေကိုတွေ့ခဲ့ရပြန်ပါတယ်ရုရှားအနဝပေရပညာရှင်နီကိုလိုင်ဇာရောရဲ့သုတေသနပြုချက်တွေအရကျောက်ခိကလေးကအတ္တလန်တဲ့သမုဒ္ဒရာထဲမှာကိုးမြေနဲ့တောင်တန်းတွေရှိနေခဲ့တဲ့ထောက်ထားကိုဖော်ထုတ်နိုင်ခဲ့ပါတယ် 1995မှာတော့အက်တလန်တစ်သမုဒ္ဒရာအကြမ်းမြင်မှာတတုနဲ့ပြုတ်ထားတဲ့ဆက်ပစ္စည်းပိုင်းဆောင်တစ်ခုပါဝင်ကြောက်သားပပုလက်ရည်နဲ့ပုံပေါ်ထားတဲ့ကြောက်တုံးတုံးကိုထပ်မံရှာဖွေတွေ့ရှိခဲ့ပြန်ပါလေဒီလိုတွေ့ရှိမှုတွေကလည်းပလီတိုပြောခဲ့တဲ့အက်တလန်တစ်မျိုးတော်ကြီးဟာအမှန်တကယ်ရှိနေနိုင်တယ်ဆိုရင်မျှော်လင့်ချက်ကိုအားဖြည့်ပေးလိုက်သလိုပါပဲပလီတိုကသူ့ရဲ့ကျမ်းထဲမှာအက်တလန်တစ်မျိုးတော်ကြီးဟာသူ့မမွေးမီနှစ်ပေါင်း9000ခန့်မှာပျက်စီးပြီးရေအောက်ကိုနစ်မြုပ်သွားခဲ့လို့ရေးထားပါတယ် ဒါကြောင့်အတ္တလန္တေမြို့ဟောင်းကြီးရဲ့တက်တန်းဟာအနည်းဆုံးနှစ်ပေါင်း9000ရှိနေပြီဖြစ်ပါလေ1960ခုနှစ်မှာဂရိပညာရှင်အင်ဂျယ်လိုကရိုဇာစတီကျောက်တုံးကိုကူကားပြီးသူ့ရဲ့ယူဆချက်တစ်ခုကိုတင်ပြခဲ့ပါလေဒါကတော့အီဂျီယုတ်စာကနေဂရိဘာသာပြန်ရမှာလွယ်မမှုရှိပါလေနှစ်တွေကိုဖော်ပြတဲ့အယုတ်စာဂျာပန်ဘုံမှာအရစ်ပွင့်ကိုတကွင်းတိုးပြီးနှစ်900လို့ယူဆနေကြကြောင်းအမှန်ကနှစ်900ဖြစ်ရမယ်လို့ဆိုပါတယ်ဒါပေမဲ့သူ့အဆိုကိုမှန်ကန်ကြောင်းတည်တည်မပြနိုင်ခဲ့ပါဘူး ရိုဆက်စီကြောက်တုံးဆိုတာဝိပယင်ပထိုလမီလက်ထက် BC 204နဲ့181မှာရေးထိုးခဲ့တာဖြစ်ပါတယ်1999မှာပြင်သစ်စစ်ဘုံ PV France စစ်ဘုံချက်ကရှာဖွေတွေ့ရှိခဲ့ပြီးဘာသာစကား၃မျိုးပါဝင်တဲ့ကျောက်စာဖြစ်ပါတယ်အဲ့ဒီရှင်းအောင်ကြောက်တုံးပေါ်မှာ EJ ရုပ်စာဂရိစာကိုအထက်အလယ်အောက်အစင်းလိုက်ရေးထိုးထားပါတယ်ရိုဆက်စီကြောက်တုံးကြောင့် EJ ရုပ်စာကိုဂရိစာအနေနဲ့တဆင့်နောက်ကိပညာရှင်တွေကအတိတ်ပဲပြန်ဖော်နိုင်ခဲ့တာဖြစ်ပါတယ် ။ဒါ့အပြင်သူတေတရီဟာပလီတိုအားတုံညဆွေကဏ္ဍကိုနှစ်သက်သူဖြစ်ပါလေ။ဒါကြောင့်အက်တလန်တစ်မြို့ကြီးရေနှမြုပ်ချိန်ကိုတုံညတွေထတ်တိုးတဲ့ပြီးရေသားရဖြစ်နိုင်တာကြောင့်နှစ်ပေါင်း900လောက်မှဖြစ်နိုင်မင်းနှစ်900သာဖြစ်လိမ့်မယ်လို့ယူဆကြပြန်ပါလေ။အက်တလန်တစ်မြို့တော်ကြီးရေနှမြုပ်ချိန်ဟာပလီတိုမမွေးခင်နှစ်ပေါင်း900ဆိုတဲ့အယူဆထွက်ပေါ်လာတဲ့ချိန်မှာဆက်ဆက်တွေးစရာတခုပေါ်ထွက်လာပြန်ပါလေ။အဲ့ဒါကတော့ဂရီးနိုင်ငံကဆန်တိုနီဂျွန်ပျက်စီးချိန်ဟာပလီတိုမမွေးခင်နှစ်ပေါင်း900ကျော်ချိန်ကဖြစ်နေလို့ပါပဲ။ 1918ခုနှစ်မှာ KD Front နဲ့ ES Block ဆိုတဲ့ပညာရှင်တယောက်ကဂရင်းနိုင်ငံမှာရှိတဲ့ Santorini ကျွန်းဟာပျောက်ဆုံးနေတဲ့ Atlantic မြို့တော်ကြီးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့တင်ပြခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း3600လောက်မှာပြင်းထန်တဲ့ကလေးနဲ့မီးတောင်ပေါက်ကွဲမှုကြောင့် Santorini ကျွန်းကြီးတစ်ခုလုံးပျက်စီးခဲ့ရပြီးရှေးဟောင်းလူမျိုးစုတစုဖြစ်တဲ့မီနိုအင်အင်ပါယာကြီးလည်းပျောက်ကွယ်သွားခဲ့ရပါတယ်။ဂရီကျွန်းဆယ်ဟာမီနိုအင်းလူမျိုးတွေရဲ့စစ်ပြုတ်မှုကိုအကြိမ်ကြိမ်ခံခဲ့ရတယ်လို့အေသင်မျိုးဟာလည်းမီနိုအင်းလူမျိုးရင်းနဲ့စစ်ပွဲတွေဆင်နွှဲခဲ့ရပါတယ်။ သမိုင်းမှတ်တမ်းတွေအရမီနိုအင်းတွေဟာအဆင့်မြင့်နည်းပညာတွေကိုတက်မြောက်ကြပြီးစစ်ရင်အားလည်းတောင့်တင်းပါလေ။ကျင်းကျန်နေတဲ့မီနိုအင်းရှင်းအောင်အဆောင်တွေကိုလေ့လာရတဲ့အခါယနေ့ကငလင်းနံခန့်စနစ်နဲ့ဆင်တူတဲ့တိဆောက်ပုံတွေကိုတွေ့ရပါလေ။ဒါကြောင့်မီနိုအင်းအင်ပါယာကြီးဟာပလေတိုရဲ့အက်တလန်တစ်မြို့တော်ကြီးအကြောင်းရေးသားချက်တွေနဲ့တူညီနေပါလေ။ဒါပေမဲ့ဆန်တိုရီနီကျွန်းတီရှိရဲ့နေရာဟာပလေတို ဖော်ပြခဲ့တဲ့အက်တလန်တစ်မြို့တော်ကြီးတည်နေရာနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါလေ။ အတလန်တဲမျိုးတော်ကြီးဟာရေအောက်ကိုနှိမ့်မြုပ်သွားဖြစ်ပြီးဆန်တိုရီနီကျွန်းကတော့ချော့ရီတွေဖုံးလန်းသွားဖြစ်ပါလေရေအောက်ကိုနှိမ့်မြုပ်မသွားပါဘူးဒါကြောင့်ဆန်တိုရီနီကျွန်းဟာအတလန်တဲမျိုးတော်ကြီးဖြစ်ကြောင်းယူဆလို့မရနိုင်မြန်ပါဘူးတချို့ကတော့ပလီတိုဟာဆန်တိုရီနီကျွန်းကြောင်းကိုမိညာမီအတလန်တဲဇလန်းကိုဖန်တီးခဲ့တာဖြစ်မယ်လို့ယူဆကြပါရီအတလန်တဲဟာဒီကနေ့ထိတိုင်ကမ္ဘာပေါ်ကလူတွေကြားအငင်းပွားနေတဲ့ကိစ္စဖြစ်ပါလေအတလန်တဲနဲ့ပတ်သက်ပြီးဌာနဟိုင်ဆန်ဆန်မော်ဆန်ဆန်ရာဇဝင်တွေအများပြားရှိနေသေးဖြစ်ပါလေ အတလတရတကယ်ရှိခဲ့လားဒါမှမဟုတ်ပလီတိုရဲ့စိတ်ကူးတက်တက်ပဲလားတကယ်ရှိခဲ့ဆိုရင်အခုချိန်ဘယ်နေရာမှာရှိနေတယ်လဲဆိုတာတွေကစိတ်ဝင်စားစရာပီရီတွေဖြစ်ကြံရှိနေခဲ့ပါတော့လေဟုတ်ကဲ့ပါပေးသက်ကြီးဒီနေ့မှာတင်ဆက်ပေးခဲ့တာကတော့အတလန်တိတ်မျိုးတော်ကြီးဟာတကယ်ရှိခဲ့တာလားဆိုတဲ့အကြောင်းရင်းလေးပဲဖြစ်ပါလေဒီဗီဒီယိုလေးတော့တော့ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အဆုံးထိရှာပေးခဲ့တဲ့တယောက်ချင်းစီကိုကျေးဇူးထူးတင်ရှိပါခင်ဗျာ